မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မေတ္တာပို့ပါတယ်ရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျွန်မစိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဆရာချစ်ဦးညိုရဲ့ဒေါ်အေးကျင်းနဲ့ Education ဆိုတဲ့ဝတ္ထုလေးပါမြစ်တရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် ဒေါ်အေးချင်နဲ့ education လွန်ခဲ့သော250တဝိုက်ကမန္တလေးမြို့နန်းတော်ရှိအရပ်၌မရယာတိုက်ဖုံးတော်ကြီးကျောင်းပြဝံအတွင်ဖွင့်လှစ်ထားသော အစိုးရမူလာတန်းကျောင်းတစ်ကျောင်းရှိခဲ့ဘူးလေသည်ထိုမူလာတန်းကျောင်း၏ကျောင်းဆရာမကြီးအမည်မှာဒေါ်အေးချင်ဖြစ်၏အသားညိုညိုအရက်ပြက်ပြက်မျက်နှာပြားပြားအသွင်ရှိ၏ ထိုကြောင့်တွင်သရုတ်တန်အထိပညာသင်ယူခဲ့သူတယောက်အနေဖြင့်ဤစာကိုရေးပါသည်။ဤတွင်ခေါင်းစဉ်တက်ထားသည့်ဒေါ်အေးချင်၏ education ဆိုသောစကားမှာဒေါ်အေးချင်၏ပညာရေးတက်မြောက်မှုအဆင့်တန်းကိုပြောခြင်းမဟုတ်ပါ။ဒေါ်အေးချင်ဟူသောဆရာမကြီးတယောက်နှင့်ပညာရေးဟူသောအဘိဓေကိုသာယူဆလိုပါသည်။ဆရာမကြီးဒေါ်အေးချင်အုတ်ချုပ်သောနန်းရှိမရေအားတိုက်မူလာတန်းကျောင်းလေးတစ်ကျောင်းဤ တဏိတာလှုပ်ရှားမှုမှာဤသို့ဖြစ်ပါသည်နတ်နဲ့ចောင်းတဲ့ခေါင်းလောင်းထိုးအပြီးတော့အေးခြင်းတငယ်တန်းကစပြီးစရုဒ္ဓတန်းထီကိုနေရာမှာကိုနေမတက်ရက်လက်ပိုက်စကားမပြောနဲ့ငိမ့်ចောင်းသူចောင်းသားများထိုတိုင်းလိုက်နာကြပြီးငိမ့်တက်သွားမှစဆိုးចောင်းသူចောင်းသားများလူမိုက်ဆိုရင်ရှောင်းသွေးလွှဲလို့မမိဝဲနဲ့กินအောင်နီး ပညာရှိကိုအေရာမဗုဒ္ဓဝါဒကပမင်္ဂလာတွေဤသို့အစချီက38ဖြာမင်္ဂလာတန်ပေါက်လင်္ကာကိုတငယ်များအတန်ကုန်ခိ၍ရွတ်ကြသည်အေရာမဗုဒ္ဓဝါဒကပမင်္ဂလာ၏အပိုင်းမှာတော့အကျေလောင်ဆုံးအညီညာဆုံးဖြစ်သည်ထိုနေရာဒီမှာခေါဝါဝါအထုသဖြင့်တငယ်တန်းတွေဘက်က မပီမတအတန်တိုးတိမ်ပလုံးပထွေး ဆီယမာကြီးဒေါ်အေးကျင်ကလင်္ကာမရသေးသည့်တငယ်တန်းနေနာတော့ရက်ပြီးကိုယ်တိုင်ဟိရွရွတ်သည် ရွှေရင်လဲနှကောင်းနိုင်နေသူဘေးဟကောင်ကိုတထောင်ဖြင့်တွတ်သူ မကြီးပင်ပေါ်မှ စာကလေးတွေကိုငေးကြည့်နေသူလက်ကောက်ဝက်မှတရေခွင်းဆော့နေသူတို့အားပေတံဖြင့်ဆော့လိုက်သည်တဖြည်းဖြည်းနှင့်38ပြာမင်္ဂလာလင်္ကာကိုတငယ်တို့ပိုင်ပိုင်နိုင်နိုင်ကြီးရွတ်ဆိုလာကြသည်နှစ်လလောက်ကြာတော့တငယ်တို့ ကျောင်းပစွန်စားကျွတ်ဝါနိုင်ကြပြီ။ထို့နောက်တွင်ကကျောင်းတက်ခေါင်းလောင်းထိုးပြီးသည့်နှင့်တငယ်တို့သည်ဆ iam ကြီးဤကိုနေရကိုနေမတက်ရက် အမိန်ကိုပင်စောင့်မနေကြတော့ပဲအလိုလိုအသက်အနေထားယူပြီးဖြစ်နေကြ၏။တူရိယာမပါ စီဝါမပါအလုံးကီးကိုက်နေရီကိုက်အဲရာမဗုဒ္ဓဝါဒကပမင်္ဂလာတွေသည် ဟိန်လျက်စီလျက် ညီညီညာညာကြီးထွက်ပေါ်လာလေသည်နေ့လေခမင်းစားဆင်းចောင်းပြတ်တဲ့ခေါင်းလောင်းထိုးပြီးအတန်းအလိုက်ဆိုင်ရာလက်ထောက်ဆရာဆရာမများကတင်စရာရှိတာတွေတင်ပြီးနောက်မိုးလွဲ၃နာရီခန့်အချိန်တော့အေးကျင်ကစပွဲပေါ်မှာလက်ကင်ခေါင်းလောင်းကိုလှုပ်ခိုင်းကလောင်ကလင်းတန်အစဲဒေါ်အေးကျင်ကခေါလောင်းကိုစပွဲပေါ်ပြန်မှောက်ချလိုက်ပြီးအားလုံးကြအောင်អော်လိုက်ဤအားလုံးအိတ်ချင် တမနှလုံးစာတင်စာအန်စာရွတ်နေ့လေထမင်းစာကြောင်းစင်ထမင်းစာမြောက်ရှုံးအောင်ဆော့ကြောင်းပြန်တက်နှစ်နိုင်လောက်စာဆက်တင်ခဲ့ရတော့တငယ်များအားလုံးလူလူမျက်ခွန်တွေလင်းနေကြပြီဖြစ်၏ဒါကိုအပုတ်ချင်းဟုခေါ်သည်ဒေါင်းနေကြတော့တငယ်တို့အားလုံးအကြီးအကျယ်အိမ်ငိုက်ချင်နေကြပြီထို့သူသောအချိန်တွင်အိတ်ချင်းဟုသောဆ ्याम မကြီးခွင့်ပြုမင့်ကသူတိတာယာရှိလာပါပြီချင်း တငယ်များကိုရှိစပွဲဆောင်ပေါ်လက်တင်၍ညံ့အပ်အိတ်လိုက်ကြသည်တငယ်တန်းတွေကတော့ကြမ်းပြင်ဖြာပေါ်လှဲချလိုက်ုံပင်ခြေပြန်ခေါင်းပြန်ဟိုကောင်ဖရင်ဘက်ပေါ်ဟိုကောင်ခြေတော်ရောက်အဲ့ဒီကောင်ခေါင်းဆုံးကိုဟိုကောင်ဖနှောင်းနဲ့ထိကပ်စုပေါင်းအိတ်ပွဲကြီးကိုနှစ်နှစ်ခြိုက်ခြိုက်ဆင်နွှဲကြတော်မူ၏မိနစ်40 45မိနစ်ခန့်အကြာတွင်ကလောင်ကလင်ကြီးလာ၏ ိမ်မက်တွေဘာတွေမက်ကောင်းမက်နေမီအစားပုတ်အစော့တန်ကောင်းလေးတချို့ကိုတော့နှုတ်ယူကြရသည်လွန်စွားလွန်စွားအဲ့အိမ်မက်အိပ်ပုတ်ကြီးသောตาသေးဆိုသည့်ကောင်းလေးကိုကအမဲလိုလိုပင်မျက်နှာကို ရေဆွတ်လက်ဝါးဖြင့်တဖက်ဖက်ရိုက်နှွားလေသည်တရီတမီအိတ်လိုက်ရသဖြင့်အားပြေစွာနိုးထလာရင်ဘိုက်ဟာနေကြပြီဖြစ်တော့ကလေးတို့အတွက်အသင်ဆောင်နေသည်ကနှုတ်မဟုတ်ရေပူပူနွေ့နွေ့ဖြစ်၏ ကလေးတို့အိတ်နေချိန်မှာဆရာမကြီးနဲ့လက်ထောက်ဆရာဆရာမများကပညာမင်းကြီးရုံးမှလက်ဆောင်ခွဲတန်းချပေးထားသောနှုံမုံထုတ်များကိုဖောက်ကာနှုတ်ဖြော်ထားနှင့်ပြီးပြီ။တငယ်တန်းကလေးတွေထိတ်ဆုံးကစစီငယ်စဉ်ကြီးလိုက်တန်းချင်း တန်းစီဟိုဘက်မှာခွဲယူပြီးရင်ဒီဘက်ကိုလာနှုံမုံယူ။ပုံစံတန်ဖြူခွဲမပြည့်တပြည့်နှုံမုံရီကိုတငယ်တို့မြိန်ရှက်စွာပျော်ရွှင်စွာပြီးဝဲကြသည်။ပြီးတော့ တယောက်ကိုတယောက်ကြည့်ကရေပွဲဖွဲ့ကြသည်ဒါရည်ချိန်ပေါ့ဘာဖြစ်လို့ပါလဲစာစာနဲ့စွတ်တွယ်ကြလေတော့နှုတ်မုတ်ရဲ့အစအနတွေကမင်းစီပေါ်ဆုံးလို့ဆုံးနှကန်းထောင်းမှာအစွဲဖြူဖြူပေါက်တလို့ပေလို့ပေအချို့အပေါ်နှကန်းထက်မှာကုံခန့်နီးခွက်ကိုဆောင်းရင်ရှာနဲ့ရက်လီတော့ဖြူဖြူအတန်းကြီးကနှကန်းမွေးဖြစ်လို့ဖြစ်လေးနာရီမထိုးမီဆရာမကြီးဤဟစ်တန်ပေါ်လာပြန်ဤ အလုံးဘောလုံးကွင်းနဲ့ဆင်းကြတငယ်တန်းကစထွက်တန်းစီလက်ပိုက်ထွက်ဘောလုံးကွင်းနဲ့ရောက်မှလက်ပိုက်ဖြုတ်စကားမများနဲ့ဘောလုံးကွင်းနဲ့ရောက်ရင်တငယ်တန်းကစနေတော့မကြီးပင်အောင်နေရယူပထမတန်းကတနင်္ဂနွေတော့ဒုတိယတန်းကဤအချိန်ကကလေးများအမျော်လင့်အတောင့်တဆုံးအချိန်ဖြစ်၏ဆရာမကြီးပြောသောဘောလုံးကွင်းဆိုတာကတကယ်ဘောလုံးကွင်းအစ်စ်မဟုတ်မရေအကြောင်းပြရဝန်နဲ့ဝင်ပြီး ခိုင်နေရလောက်အရောက်တွင်လက်ရဘက်တင်ရှိသောမကြီးပြင်တီးပြင်ကြီးတွေဝိုင်းအောင်ပတ်လေပေါက်နေသည့်ကွင်းပြင်တလင်းတစ်ခုသာဖြစ်သည် CEO မြင်းချောင်းဂိုးတိုင်ဘာတစ်ခုမှမရှိသို့တော်အနီနေရကမရေအားကြောင်းတက်ဤဘက်ဆောင်အားကစားကွင်းဖြစ်လေသည်အဖေချောင်းသည်ကလေးများအတန်းလိုက်နေရယူပြီးနောက်ဆရာမကြီးကခရီးတွတ်လိုက်သည်နှင့်စနေတောင်းမှာတငယ်ရန်တို့ဤလိုက်တန်းပြေးတန်းတနင်္ဂနွေတောင်းမှာကောင်လေးများဤ ကြောကုံပူဘော်လုံးပြစ်အင်္ကာတောက်မှာမိန်ကလေးများဤဖန်ခုံရှက်တိုးပြစ်ကွင်းလေမှာဇဲတောက်ဇဲခတ်ကြက်ဖခုတ်ထုတ်စီတိုးအဆရှိကုန်သောကစားနီးပေါင်းစုံတို့ဖြင့်ကျွတ်ကျွတ်ညံသွားသောကြောင့်ဖြစ်လေသည်အငင်းအခုံအတိုင်အတော်လဲကွဲဒူးပြဲငိုယိုတိုင်တန်းတာတွေလည်းပေါ်ပေါက်၏ဆီယမာကြီးနှင့်ဆီယဆီယမာများကအမှုကြီးငယ်ကြားနာစစ်ဆေးကဖြည့်ရှင်းပေးကြရသည်လဝါဖြန့် ေတံဖြင့်မဆက်တဆက်သောဒူးပြဲဆေးထက်ငိုသူကိုချော့တခါတရံဇရိုက်ကြမ်းကြမ်းတကောင်တလီကငါကင်တုတ်ဆဲသည့်အမှုမျိုးရောက်လာလင်တော့တရခန့်အားတွားမင်းကိုယ်တိုင်အဝေးရပြင်ချိုးခဲ့ဟုစီရင်ချက်ချရ၏နိတုတ်အမည်ရှိသောဇလိုက်ကျော်ကသူ့ကိုရိုက်မိအဝေးရပြင်ကိုချိုးယူရမှာအဝေးရတော်တဲ့ကသေးပြီးမြင်ပြီးဆိုတော့လက်တော့လောက်အပင်လေးကိုချိုးလာသည်ဆရာမကြီးတော်အေးကျင်မှာရည်ကျင်နေသောမျက်နှာကိုအပိုးတက်ပြီး အဝေယာနဲ့ဆိုနားနေအောင်မယ်ဒီနားလာဟုခေါ်တာဘိုက်ကျော်ဝမ်းတွင်ကျော်ကိုလိန်ဆွဲရလေတော့ဤနောက်ဆဲအောင်မလားဟဲ့မဆဲတော့ပါဘူးခမနားရေပြနောက်ဆဲရင်ဘာလုပ်ရမလဲအဝေယာကျင်ကြီးကြီးနဲ့ရိုက်ပါဆရာမကြီးရဲ့ငါမရိုက်ဘူးတာယုရှေ့ဘက်ကညောင်ဘက်မှာကျိုးနဲ့တုတ်ထားမယ်အမလေးကြောက်ပါပြီဗျနောက်မဆဲတော့ပါဘူးခမတာယုရှေ့ဘက်ကညောင်ပင်ကြီးမှာလူနေတရေရှိသည်ဟုသတင်းကြီးသောကြောင့်ဖြစ်လေသည် တချို့ရက်တွေမှာတော့ဘလုံးကွင်းထဲမှာဂဲလုံးကောက်စီးစီးကောက်တက်ရှိလုခိုင်းအတန်းလိုက်ယောက်ျားလေးတစ်ဖက်မိန်းကလေးတစ်ဖက်ကောက်ကြပြီးတော့ကောက်ယူရရှိထားသောစီးစီးဂဲလုံးများကိုစုပုံထားတငယ်တန်းကြီးကလေးများကိုရေးတွက်ခိုင်းများသောအားဖြင့်မိန်းကလေးတွေကနိုင်တတ်သည်စီးစီးဂဲလုံးပိုများများရသည်ကောက်လေးတွေကတော့ရှုံးလေဆက်ဖြည်းဖြည်းပါပဲအမျက်တကယ်ရလိုက်သူတွေကတော့တငယ်တန်းကလေးတွေဖြစ်သည် စည်းစည်းခဲလုံးတွေကိုရေတွက်သည့်အလုပ်သူတို့လုပ်ကြရည်30,20,150,248,349,363ခု10ရာကနန်းတင်ချာရေတွက်မှုကိုသူတို့ကကစားရင်ကျွမ်းကျင်သွားကြလေသည်ညနေ4နာရီကျောင်းစင်ခေါင်းလောင်းမခောက်သေးပါဒေါ်အေးကျင်ကခေါ်လိုက်ဤဆရာဦးထွန်းခင်ကြွပါ တကြောင်လုံးရှိတငယ်များရှေ့မောင်း၌ဆရာဦးထွန်းခင်နေရာယူသည်မြခုံးမွေးထူထူလဲစလုံးနှင့်နရွက်ပေါက်ထဲမှပင်အမွှေးတွေထွက်နေသောဆရာကဒီအတိုင်းကြည်လင်ကြောက်ဆရာကြီးဖြစ်၏သို့တော်သူစကားပြောတိုင်းသူစလုံးပေါ်ကအမွှေးတွေတလှုပ်လှုပ်ဖြစ်နေတာကြည်ရင် သူပြောတာနားထောင်ရင်ဖြင့်ဆရာသည်ချစ်ဆရာကြီးဖြစ်လာသည်မောင်တို့မယ်တို့ငါတို့ရဲ့မြမနိုင်ငံတော်ကြီးဟာဟုအာလုတ်တန်ကြီးဖြင့်အစချီပြီးအနော်ရထာအကြောင်းကြံစစ်သားအကြောင်း ငထွေယူငလုံးလက်ဖဲ့ညာဦးဖီအကြောင်းစောလူငရမန်အကြောင်းဘရင်နောင်အလောင်းမင်းတရားမဟာဗန္ဓုလငခင်ညိုရသသင်းချံအနန္တသူရိယအဲမွန်တရားလခုံးအိမ်တမိန်ဗျံအာစာနီမဲလီဂျုံအက်စကီမိုရိုရေခဲအိမ်လေးတီတော်ကြီးဝီလျံတဲစစ်သူကြီးဟန်နီဘောသောမတ်စ်အဲဒီဆင်မျက်မမြင်ဟဲလင်ကဲလာတော်ရင်သားလေးမောက်ကလေး အဲ့ဒီလိုကြားရရှိရခံကပြောတော့မောက်ကလေးလေးကဝင်ချမယ်လို့ဝုံဝံကြီးပါလူကမောက်ကလေးနေအောင်กว่าခဏနေအောင်ဆိုပြီးကြောက်ထင်တော်ရထာကအမောင်တို့ဖောင်ပန်းများကိုမီးရှို့ဖျက်ဆီးပစ်လိုက်ကြပြီမဟုတ်လားငါတို့မှာဖောင်ပန်းမရှိတော့ဘူးစစ်ကိုအနိုင်တိုက်ဖို့ကလွယ်ပြီးတခြားနေလည်းမရှိတော့ဘူးစစ်ဆိုဒီမှာအင်အားကြီးခြင်းနေခြင်းဒီပဓာနာမဟုတ်တတိဗျက်တိနဲ့လောရီကံရတာပဓာနာဖြစ်သည်ဆိုပြီးတော့ငချစ်ညွာလည်းမြင်းကိုဆွဲလှက် ဓားကိုဝင့်ပြီးဟဲ့နင်လဲမုတ်ဆိုးဘူကအောင်စီရငါလဲခင်ဦးကငချင့်ယူလာစမ်းဟဲ့ပေါ့ဟဲ့ဝီလျံတဲနောက်ထပ်များတဲ့စင်းကဘာလို့ဖို့ရုံးလို့ဘရင်ကမေးလိုက်တဲ့ဝီလျံတဲကငါသားခေါင်းပေါ်ကပန်းသီးကိုမထီပဲလွဲချော်သွားခဲ့လို့မြားကငါသားမှန်ခဲ့ရင် ဟောဒီမြားတဲ့စင်းနဲ့နင့်ကိုပြစ်ဖို့ပေါ့လို့တငယ်တို့မှယင်တမမတဲတဖို့ဖို့ မရေယာတိုက်တီးဟူသောကျောင်းဝင်းထဲမှနေ၍ပကံနန်းတော်ကြီးထဲရောက်သွားအင်းဝစစ်မြေပြင်ရောက်သွားရွှေမော်တော်ဖျားရင်ပြင်သူရဲကောင်းရွေးပွဲထဲရောက်သွားတောဟေဝန်ကြီးထဲရောက်သွားတပြင်းနေရှိုက်လိုက်မွေးညင်းနေတဖြန်းဖြန်းခါလိုက်တဝါဝါရေလိုက်မျက်ရည်လေးတွေဆန်း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 ဖြစ်လိုက်ထိုပုံနာထောင်ခြင်းပြီးအထူးထူးသောအရာသာတို့ကိုငိန်ရှက်စွာစားသုံးရခြင်းရဲ့အကျိုးဆက်ကကျောင်းပီတို့ကြီးသုံးလုံးထဲတွင်ထည့်ထားသော ရာဇဝင်စာအုပ်များရှာဖွေစွန့်စားစာနေပွားကလေးချာနေစာပေဘိမှန်မဂ္ဂဇင်းလောကီထုတ်ပတ်လူရိုးဆက်အစရှိသောစာအုပ်များကိုကလေးတို့အလူရဲ့ငှားကြညံရည်မြင့်သောကလေးများကသူတို့ဖတ်ထားသည့်များကိုပြောပြကြသည်သည်ဆရာဦးထိုခင်ပြောပြတာဒီအလုံးဟောရီဘီရိုကြီးထဲမှာရှိတကွယ်ဟုဆရာမကြီးတော်အေးကျင်ကနေကုန်းချုပ်စကားဖြင့်ပိတ်လိုက်ခဲ့သည်ကိုတခါသားမှာတော့ ဆရာဦးထွန်းခင်ကဒီနေ့မောလို့နားကျင်နေတဲ့မင်းတို့တွေကပြောကျင်နေသူရှိရင်ဟိုစွာပေးလိုက်ရ။ကျမပြောမယ်ရှင်ဟုလက်ညှိုးတထောင်ထောင်ဖြင့်ကောင်းမလေးတယောက်ပေါ်လာ၏။ပေါက်ပေါက်။စွာတိစွာတာကောင်းမလေးအာကြီးဆရာလှုပ်ချင်တဲ့ကောင်းမလေး။ gain လှုပ်ဆန်းဟိပေါက်ပေါက်ဘာပြောမလဲ။တာလွန်မင်းတရားကြီးထမရင်ခဲ့တဲ့အကြောင်းဘလို့ကွ။အင်းမှားလို့ထမရင်ခဲ့တဲ့မိန်းမနဲ့တာလွန်မင်းအကြောင်း gain လှုပ်ဆန်း ဟိုတော့ငါတဲ့ပောက်ကံရာမမင်းနေပြီဟုတ်ပေါင်းအင်းဝနေပြီတော်ကြီးဆိုလားအဲ့ဒီမှာတဲ့တာလွန်မင်းကြီးကဗျင်လို့တော့တဲ့တနေ့ကြတော့တဲ့စင်ကြီးစီးပြီးတော့တဲ့တိုင်ကန်လှဲ့လေတော့တဲ့တနေ့ရအရောက်မှာတဲ့မိမကြီးတယောက်က ထမရင်ငှဲ့နေတယ်တဲ့သူ့သားလေးကဗိုက်စာလို့ဟိအဟိနဲ့ငိုးနေတာတဲ့ဗျင်ကြီးကဟဲ့နင်ကလေးဗိုက်စာလို့အတန်ပြဲကြီးနဲ့ငိုးနေတာနင်ကထမရည်တွေအလကားငှဲ့ပြရသလားထမရည်တွေခံပြီးတိုက်လိုက်ပါလားတဲ့ အဲ့ဒီလိုပြောပြီးမိုက်လိုက်တဲ့မိဖုရားအဲဟုတ်ဘူးမိမလာလိကွာဆိုပြီးတော့တဲ့အဝေးရကျိန်နဲ့တုံးချက်ရိုက်တယ်တဲ့ပြီးတော့မှဟဲ့ရော့နင်ကလေးကိုမုတ်ပြတ်တလက်ဝဲကျွေးဆိုပြီးစုတော်ငွေတစ်ချက်ပေးလိုက်တဲ့တာလုံးမင်းကြီးဟာအဲ့ဒီလိုမင်းကောင်းမင်းမြတ်ကြီးဖြစ်ပါတယ်တဲ့ပြီးပါပြီရှင်တဲ့ဘာရဲ့ညာရဲ့မသိလက်ခုပ်တွေဖြောင်းဖြောင်းတီးကြလေသည်ဒီလိုထွက်ပြောရဲတာကပေါက်ပေါက်တော်လှပြီလေ ညနေကျောင်းစင်ခေါင်းလောင်းထရီကန်နီးမှာတော့ဥထွန်းခင်ဤပုံဒီဖြင့်နိုးနိုးကြာကြာတကိုးတွေဖွာဖွာထွက်ရှမ်းနေသောကလေးတို့သည်ကဘာမကြီးကို အာဘာတရကြီးတန်ကုန်တင်ဟစ်ကြလေသည်။ကြားဖြတ်အထူးအစီအစဉ်ဒေါ်အေးချင်းနက်ဖြန်အဖိတ်နေဒါပင်မဲကြောင်းမပိတ်ဘူးဟင်ဟာအတန်နေထွက်လာသည်။ထမင်းချိုင်းယူလာခဲ့ကြကုသိုလ်တော်ဖျားသွားမယ်မျက်နှုတ်မယ်။ဟေးကနေဦးမျိုးတန်များ မရေအတိုင်းနဲ့ဘာမှမဝေးတော့မန္တလေးတောင်ကြီးကုသိုလ်တော်ဘုရားကြီးပရဝံအတွင်ခေပင်ကြီးများအောက်မှနေရယူအတန်းလိုက်မျက်နှုတ်တန့်ရှင်းရေးဖြင့်ဘုရားကိုပူဇော်ကြသည်အပိုင်းလိုက်အကွက်လိုက်နေရာချပေးထားပြီးမျက်အပြောင်ဆုံးနှုတ်နိုင်သောအခွက်အမိုက်ကိုစနစ်တကျဆုံးပုံနိုင်သောအခွက်စသည်ဖြင့်အမှတ်များချပေးကာနန်းရှိစီမှလက်ကောက်ဝယ်ထားသောထညက်ချောင်းများမင်္ဂလာဥယျာဉ်ရက်ထဲမှဒေါ်သွေးထံအော်ရာမှားထားသောကြံ့ရည်ညောင်စီများ မုံအုံနှောင်များဒေါ်အီချင်းကိုယ်တိုင်စီမံသောတီးတီးတုံများဆရာဦးထွန်းခင်ဌာနပြုသည့်မုံကောင်းအုံများကိုစုကြည့်ဖြစ်ချင်း၏ခမင်းစားနာကြပြီးနောက်ဆရာမကြီးဒေါ်အီချင်းကကလေးများအလုံးကိုခေါ်ကဖျားတဆောင်နှံရံမျက်နှာချက်များစီသို့လှည့်သည်ထိုနေရာဒီမှာဗုဒ္ဓဝင်မဟာဝင်ထုပဝင်စသောပကြီကားများရှိ၏ပကြီကားများအောက်မှစာရီရေးထားသည်တတိယရန်စရုပ်ထရန်ကလေးများကစဖက်ကြရသည် ပါဠိပတ်အဆင့်တွေပါလာရင်မဖက်တက်ရင်ဆရာမကြီးကပြင်ပေး၏။စုစကားပုံနာကြီးသဘိုးနေ၍တေဆုံခန်းမင်းလေးပါတို့တွေ့ဆုံခန်းဘူတောင်းနေ၍ဆောင်းချမ်းပေါ်သောအိမ်မက်ကိုကောသလမင်းကြီးမြင်မဲ့ခန်းတင်ဆိုင်ငရဲ၌လူမိုက်တို့ငရဲခံရခန်းဝိတူရအမတ်အားပုံနကနတ်ဘလူမြင်းဖြင့်ဆောင်ယူခန်းဒူလာခမဏီမင်းကြီးခြေကလာမိစ္ဆာများကိုတုတ်တင်ခန်းဆရာမကြီးတော်အေးကျင်က ရုပ်ပုံပကြီးကတခွက်ချင်းတခွက်ချင်းကိုရှင်းပြသည် ရှင်းပြရင်အကွက်ဆိုင်လာသောအခါမျိုး၌ကိုင်းလေးတန်းနေရှေ့ထွက်စူချစန်းဟိဟုအမိန်ပေးကသုံးလူရှင်ပင်ကျွန်းထိတ်တင်တောင်းခွင်ဆက်ကြဝလာအသက်ရှည်စွာ အနာမဲ့ကြောင့်ကောင်းလှစေခြင်းပဲ့ပြင်းနေစာကုတ်ဆုံးမှသာ ဖျားတရားမြတ်ဖျားတန်ကအရိယာကို မကွာနိညဟထအစ္စလီမြောက်ပင့်ချီသည် ကိုစီနိညကိုးကွယ်ကြ။သူဤဥစ္စာသူဗန္နာကိုမေတ္တာမရှိ သူမပေးကစေတိုးမြမယူချနှင့်ရှောင်ချပါလိ။စာတော်စာတော်တန်ပေါင်းလင်္ကာများဆုံးမစာများရှေ့ရတိုင်ပြီးနောက်ကလိုက်ထောက်ပေးရင်ကလေးတို့အားရွတ်စေသည်။ဖျားဘူးဧည့်သည်များပင်ဝင်ရောက်နာကာတာရုခေါ်၍ ကလေးများအားမုံဝဲကျွေးသွားတတ်ကြသည်နောက်တော့ကလေးများကလည်းတောင်းဆိုကြတော့သည်ဆ iam မကြီးလာမဲ့အဖိတ်နေကြရင်ကြောက်တော်ကြီးဖះလိုက်ပို့ပါစန္တာမုနိဖះပို့ပေးပါမန္တလေးတောင်လိုက်ပို့ပါထို excursion အောင်မြင်လိုက်ပုံများကလေးမိဘသားချင်းတွေပါကလေးတွေနေရောပြီးလိုက်ပါလာကြသည်အထိမရေယာတိုက်ဆရာတော်ဦးနန္ဒီယကပင်ဒေါ်အေးချင်းနောက်အဖိတ်ကြရင်မရေယာတိုက်ပစ်ကနစ်ဘယ်သွားဖို့ရှိလဲဟုမေးတော်မူကား ငပြောသည်တွေဆောင်းလိုက်လေသည်ချုံငုံသုံးသက်ချက်မန္တလေးမြို့နန်းတော်ရှိမရယာတိုက်မှမူလာတန်းကျောင်းဆရာမကြီးတော်အေးကျင်ဤ educational system တစ်စိတ်တစ်ပိုင်းကို ထိုးကျောင်း၌လေးတန်းထိနေခဲ့ဘူးသူကမှတ်မိသည်များပြန်လည်ဖောက်တည်ချခြင်းဖြစ်ပါသည်တစိမ့်စိမ့်ပြန်ပြောင်းအောင်မေ့ရင်းဖြင့်တော်အေးကျင်ကျင့်သုံးခဲ့သောပညာသင်ကြားရေးစနစ်ဤလေးနှစ်ကြီးကျယ်မှုကိုအလံတကြားသဘောပေါက်ရပါ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုပြည်သူနေတိမြမာစာရာဇဝင်တင်ချကပြာချစ်ခင်မှု ဝင်းကျင်လေလာမှုအာကစားချိုင်းဆိုက်ကောလော်ဂျီအကန့်လိုက်အကန့်လိုက်ပါဝင်နေကြပါလားဆ ਿਆ မကြီးတော်အေးကျင်သည် BAB ရေမဟုတ်ပါဟန်ယခရိတာအောင်ခဲ့သောရှေးကြကြမူလာတန်းကျောင်းဆ ਿਆ မကြီးတယောက်သာဖြစ်၏ပညာရေးဆိုင်ရာဘဲကွန်ဖရင့်ဘဲဆီမီနာဘဲဝါခ်ရှော့မှလည်းတက်ရောက်ခွင့်မရှိဘူး ဘာစာတန်းမှလည်းမပြုစုဘူးကဲ့ဆက်တတန်ဃာယနာတင်ဝဲရန်ကုန်သို့ရောက်ဖူးဒီမှာအပေါ့ foreign ဆိုတာဝေယောပြည်တွင်းမှာပဲနေဆုံးမရောက်ခဲ့ global idea high technology အဝေးကြီး internet website email fax ဝေးစွာတက်ခဲသော transistor radio ပင်အိမ်တိုင်းစီမတုံးနိုင်သေးသည့်ကာလ electronic ထားလို့အောက်လင်းထံမီတော်မှရင်းနှံစီ ပြတ်သည့်အခါအသုံးမတည့် လမ်းပြားတစ်ချက်၁၀ပြားလက်ဖက်ရည်တစ်ခွက်တမက်ဆရာမကြီးလာစာမတရားကျော်လေးကုသိုလ်တော်ကြောက်တော်ကြီးဖျားတို့သွားတော်ဖုထစ်ချိုင်ဝမ်းကြောက်ခဲမြုပ်မြေလန်းကြမ်းကြမ်းမှာနွားလှဲတွေမောင်းနေသောကာလရလေးစပိန်စီးနိုင်လင်ပင် ကြည်ရတဲ့ဆင်ယုံဝင်သို့တော်ထော်အေးချင်ဤ educational system ဒီယနေ့ international school များတွင် အကောင့်ထဲပေါ်ဖို့ကြိုးပမ်းနေသော စနစ် ဖြစ်နေပါရောလား ။အော်မရယာတိုက်ကိုလွှမ်းလိုက်ပါပြီချင်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်တဲ့တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြတ်တမ်းရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။